ကျမ်းမာတော်မူရှာပါစားခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့မေလ22ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြစ်ဆုံစီမံကိန်းရက်ခင်းရလို့လျှက်စစ်တအားမလုံလောက်တာလို့စစ်ခေါင်းဆောင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ မြစ်စုံလျှက်စစ်တပ်အားစီမံကိန်းသာဆက်လုပ်ဖြစ်ခဲ့မယ်ဆိုရင်နိုင်ငံတဲ့လိုအပ်နေတဲ့လျှက်စစ်တပ်အားလိုအပ်ချက်ကိုဖြည့်နိုင်ရုံတင်မကကျော်လွန်တဲ့အစ်စ်ကိုတော့ရောက်လာမှလို့စစ်ကောင်းဆောင်မဲအောင်လိုင်းကပြောလာပါတယ်လျှက်စစ်တပ်အားပေးစီမံကိန်းတွေကိုအကြောင်းအမျိုးမျိုးကြောင့်အကောင့်ထဲဆက်မဖော်နိုင်ခဲ့လို့လျှက်စစ်တပ်အားမလုံလောက်တော့လို့စစ်ကောင်းဆောင်မဲအောင်လိုင်းကမတ်လ20ရက်နေ့ကကျင်းပတဲ့စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးဒုတိယမြောက်နေ့မှာပြောလိုက်တာပါ ။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့မြေဆုံစီမံကိန်းကိုစစ်ကောင်းဆောင်ကဥပမာပေးပြီးပြောတာဖြစ်ပါတယ်။ဒါအပြင်တချို့နေရာတွေမှာလုံခြုံရေးအခြေအနေတွေကြောင့်ရေအားလျှင်စစ်စီမံကိန်းတွေရပ်တန့်ထားရတာကြောင့်စီမံကိန်းလွတ်လွတ်ရမယ့်တခြားနေရာတွေကိုပေါ်ထုတ်ဆောင်ရွက်ဖို့ကိုလည်းစစ်ကောင်းဆောင်ကတိုက်တွန်းထားပါတယ်။မြေဆုံစီမံကိန်းကိုဘူဂျုံမူကြီးတန်းရွှေရဲ့စစ်အစိုးရလက်ထက်2009ခုနှစ်မှာစတင်ခဲ့ပြီးဦးသိမ့်စိန်အစိုးရတက်လာတဲ့2017ခုနှစ်မှာအဲ့ဒီစီမံကိန်းကိုကန့်ကွက်တဲ့လှုပ်ရှားမှုတွေပေါ်ပေါက်ခဲ့ပါတယ်။ တမနာဟောင်းဦးသိန်းစိန်လက်ထက်မှာပဲမြစ်စုံစီမံကိန်းကိုသူ့ရဲ့အစိုးရတပ်တန်းကုံဆုံးတဲ့အထိစီမံကိန်းကိုရပ်ဆိုင်တယ်လို့2017ခုနှစ်မှာကြေညာခဲ့ပါတယ်စေအာနာတင်ပြီးနောက်2024ခုနှစ်မှာတော့စစ်ကောင်စီကအေယာဝတီမြစ်စုံမြညာရေအားလျက်စစ်စီမံကိန်းအတွက်ဥဆောင်အဖွဲ့ဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်။အဲဒီဥဆောင်အဖွဲ့ဟာသူရတနလုပ်ငန်းအပါအဝင်ဤပညာဆိုင်ရာဖြည့်ရှင်းနိုင်ဖို့နဲ့ပြည်သူဆက်ဆံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်နိုင်ဖို့ဆိုတဲ့အချက်နဲ့ဖွဲ့စည်းလိုက်တာလို့စစ်ကောင်စီကဖော်ပြခဲ့ပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့ရွှေကူမာအရေးပေါ်ဆင်းသက်တဲ့ စစ်ကောင်စီရဟတ်ရင်ကို KIA ထပ်မံပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်လွတ်လပ်ရေးတပ်မတော် KIA ကမေလ20ရက်နေ့ကပြစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဟတ်ရင်နှစ်စီးအနက်ရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခင်းရတဲ့ရဟတ်ရင်ကို မေလ22ရက်မွန်လွယ်ပိုင်းမှာ KIA တပ်မဟာ7ရဲဘော်များက တွားရောက်တိုက်ခိုက်ဖြစ်စည်းခဲ့တယ်လို့ကချင်စီရေးသတင်းအရင်းမြစ်ကပြောပါတယ်။ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းလက်ကျန်စစ်ကောင်စီရဲ့အမတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်စက္ကခ27ကိုစစ်ကူလာပို့တဲ့ရဟရင်3စီးအနက်2စီးကို KIA ကပြစ်ခတ်ခဲ့ရမှာဒဇီးဟာရွှေကူမျိုးနဲ့15မိုင်ခန့်အကွာမှာပြက်ကျခဲ့ပြီးဒဇီးကတော့ရွှေကူမျိုးကိုအေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ဆိုပါတယ်။မနေ့ကရွှေကူမျိုးခလာရ96မှာဆင်းသွားတဲ့ရဟရင် MI17 ကို ဒီကနေ့ညနေပိုင်း2နာရီကျော်ကျော်လောက်မှာ KIA တပ်မဟာ71အဖွဲ့တွေလက်နက်ကြီးနဲ့တွားပစ်တာရဟရင်အကုန်လုံးပျက်စီးချေမွတ်သွားပြီအဲ့ဒီမှာရဟရင်ကိုကာဗာလုထားတဲ့တန်ချက်က2စီးရှိတယ် truck က2စီးရှိတယ်လေးစီးပေါ့အဲ့ဒါလည်းတော်တော်ပျက်စီးသွားတယ်ရဟရင်ကတော့ရစရာမရှိတော့ဘူးအကုန်လုံးချေမွတ်သွားပြီလို့ကချင်စည်ရေးတရင်အရေးမြစ်ကပြောပါတယ်ရွှေကူမျိုးပေါ်မှာအရေးပေါ်စဉ်သက်ခင်ရတဲ့ရဟရင်မှာထိမှန်ပျက်စီးပြီးပြန်တန်းနိုင်မှုမရှိတော့တဲ့အခြေအနေမှာ KIA ကထပ်မံတွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ် ်အဆိုပါရဟတ်ရင်ကိုထပ်မံတိုက်ခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးထံကိုဆက်သွယ်မေးမြန်းရမှာကျွန်တော်လည်းကြားပါတယ်ခင်ဗျာအခြေအနေတွေသတင်းအချက်အလက်တွေပြည့်ပြည့်စုံစုံမရသေးတော့အတိအပြုမပြောသေးတာပါသတင်းကစောင့်ရမှာကြားတော့ကြားပါတယ်မှန်တော့မှန်လောက်ပါတယ်ဒါပေမဲ့ပြည့်စုံမှုမရှိလို့တရားဝင်မပြောတာပါလို့ဆိုပါတယ် KIA အနေနဲ့ရဟတ်ရင်နှစီထိမှန်အောင်ပြစ်ခတ်နိုင်မှုကိုဗိုလ်မှူးကြီးနော်ဘူးကအတိအပြုထားပါတယ် တော်တွင်ပြတ်ကျခဲ့တဲ့ရဟယင်အနီးမှာစစ်ကောင်စီဗိုလ်ကြီးတဦးရဲ့အလောင်းကိုတွေ့ရှိထားကြောင်းရွှေကူမြို့မှာရေးပေါ်ဆင်းသက်တဲ့ရဟယင်ကလည်းခရီးဆက်နိုင်ခြင်းမရှိဘဲရွှေကူမှာပင်ရှိနေစေဖြစ်ကြောင်းဗိုလ်မှူးကြီးနော်ဘူးကမေလ27ရက်နေ့နေ့လယ်ပိုင်းမှာပြောထားပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ KIA ပြစ်ချ၍မီးလောင်ထားတဲ့ရဟယင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း16လောင်းနဲ့လက်နက်14လက်ထပ်မင်းတွေ့ရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ကချင်လွတ်လပ်ရေးတပ်မတော် KNA ကပြစ်ချခဲ့တဲ့ရဟယင်အပြက်အစီးရှိရာနေရာများကို KNA ရဲဘော်များထပ်မံတွားရောက်ကြည့်ရှုရာမှာမီးလောင်နေတဲ့ရဟယင်အပြက်အစီးများအတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများထပ်မံတွေ့ရှိခဲ့တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။ KNA ဟာမေလ20ရက်ကဗမော်မြို့ကိုစစ်ကူလာတဲ့စစ်ကောင်စီရဟယင်3စီးကိုပြစ်ချခဲ့ရာမှာနှစ်စီးပြက်စီးခဲ့ပြီးဒစည်းကတော့ရွှေကူမျိုးနဲ့15မိုင်ခန့်အကွာတောအတွင်းပြက်ကြခဲ့ပြီးရွှေကူမျိုးကိုအေးပေါ်ဆင်းသက်ခဲ့တဲ့ဒစည်းကိုလည်း ် KIA ကမေလ22ရက်နေ့နေ့လယ်မှာတွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ယမန်နေ့ကတော်အတွင်ပြက်ကျခဲ့တဲ့ရဟရင်ရှိရာကို KIA နဲ့ KPDF ရဲဘော်များတွားရောက်ကြည့်ရှုရာမှာမီးလောင်နေတဲ့ရဟရင်ဘေးမှာစစ်ကောင်စီလေတပ်မှဗိုလ်ကြီးအဆင့်ရဲ့အလောင်းကိုတွေ့ရှိခဲ့ပြီးယနေ့ထပ်မံတွားရောက်ကြည့်ရှုရာမှာမီးလောင်နေတဲ့ရဟရင်အပြက်အစီးများကြားမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း၁၆လောင်းထပ်မံတွေ့ခဲ့ခြင်းဖြစ်တယ်လို့သတင်းအရင်းမြစ်ကဆိုပါတယ်။ရဟရင်အပြက်ရှိရာကို KIA ရဲဘော်များတွားရောက်ကြည့်ရှုခဲ့တဲ့ရုပ်သံဖိုင်ကိုလည်း တရင်အင်းမြက်ကပြတရမှာအဲ့ဒီမှာလူကတစ်ယောက်၊နှစ်ယောက်၊သုံးယောက်အိုးအများကြီးပဲလို့ရဟရင်နဲ့အတူမီးလောင်သေဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကိုရဲဘော်တဦးကရေတွက်နေတဲ့ကိုရုတ်တံမှာကြားရပါတယ်။အလောင်းများစုစည်းရေတွက်တဲ့ရုတ်တံဖိုင်၌လည်းရဲဘော်တဦးကအလောင်းများကိုအမှတ်စဉ်အလိုက်ရေတွက်ရမှာ၁၆လောင်းရှိတယ်လို့ပြောဆိုတဲ့ကိုကြားရပါတယ်။မနေ့ကမီးလောင်သွားတဲ့ရဟရင်တဲမှာလက်နက်တွေအများကြီးပါတယ်လို့ကချင်တရင်အေးမြက်ကဆိုပါတယ်။ ြက်ကြရဟယင်မရရှိတဲ့မီးလောင်ကျွမ်းနေတဲ့လက်နက်အပြက်အစီးများရဲ့ရုပ်တံမှတ်တမ်းကိုလည်းပြသရမှာလက်နက်ကြီးလက်နက်ငယ်14လက်ထပ်မင်းကိုကောက်ယူစူးစီးထားပြီးဖြစ်ပါတယ်။တနက်ကဟိုးမှာအများကြီးကြံသေးတယ်လို့ရုပ်တံမှာရဲဘော်တအူးကပြောကြားနေတဲ့ကိုကြားရပါတယ်။ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘူမူးကြီးနော်ဘူးကလည်းရဟယင်အပြက်ထမ်းကို KIA ရဲဘော်များထပ်မံတွားရောက်ခဲ့မှုကိုယမန်နေ့နေ့လယ်ပိုင်းကပြောထားပြီးအသေးစိတ်အခြေအနေများကိုဆက်လက်မေးမြန်းထားဆဲဖြစ်ပါတယ်ခင်ဗျာ။ ဆက်ဆက်တဲ့တင်းများအရာရဟယင်နှက်စည်းကို KIA ပြစ်ချမှုဖားကန်လမ်းပိုင်းမှာစစ်တပ်စစ်ကြောင်းကိုတုံလွန့်စေပြီးနောက်ပြန်ဆုတ်နေရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဖားကန်ကိုဦးတည်နေတဲ့စစ်ကြောင်းဟာစစ်ကောင်စီရဟယင်နှက်စည်းကို KIA ကပြစ်ချတဲ့နေ့မှာကစင်ကလျားဖြစ်ခဲ့ပြီးနောက်ကိုပြန်ဆုတ်ခွာနေကြောင်းမြေပြင်စည်ရေးတင်းအင်းမြင့်များကဆိုပါတယ်ပြီးခဲ့တဲ့ဧပြီလတတိယလပတ်မှာစပြီးဖားကန်ကိုဦးတည်၍စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရှမ်းနေ SN နေနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ဟာမေလ19ရက်က ဖားကန့်ကြောက်စိမ့်မော်နဲ့စေမန်ခန့်အကွာပြားအုံရွာကိုရောက်ရှိနေခဲ့ပြီး KIA ဥဆောင်တဲ့ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်နေပါတယ်။မေလ20ရက်နေ့ကဗမော်မြို့မှာစစ်ကောင်စီရဟယင်နှစီကို KIA ကပစ်ချလိုက်ခြင်းဟာဖားကန့်လမ်းကိုရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းကိုလည်းထိတ်လန့်တုန်လှုပ်သွားစေတယ်လို့စီရီတရင်အရေးမြစ်ကဆိုပါတယ်။ပြားအုံရွာအထိရောက်လာတဲ့စစ်ကြောင်းကမေလ20ရက်နေ့ကနောက်ပြန်ပြေးတယ်။သွေးပြက်ပြီးပြန်ဆုတ်သွားတာ KIA PDF ကနောက်ကလိုက်ချတယ်။ အခုပြားအောင်ရဲ့အနောက်ဘက်ကတရားညီနောင်မှာတိုက်ပွဲအရင်ပြင်းထန်နေပြီးဒီနေ့မနက်ပိုင်းမှာလေကြောင်းကနေနှစ်ခါလာပစ်သွားပြီလို့မေလ22ရက်နနက်ပိုင်းစီရီအခြေအနေကိုဒေတာခန့်သတင်းရင်းမြစ်တူကဆိုပါတယ်ပြားအောင်ရွာနဲ့ဖားကန့်ကြောက်စိမော်ဒေတာဆယ်မိုင်ခန့်ဝေးပြီးယခုအခါစစ်တပ်စစ်ကြောင်းပြန်ဆုတ်ခွာသွားတဲ့အတွက်23မိုင်ခန့်အထိဝေးသွားပြီလို့သတင်းရရှိပါတယ် KIA ဟာဗမော်မျိုးသိန်းတိုက်ပွဲတိုက်ခိုက်နေစဉ်စစ်ကောင်စီကဖားကန့်ကိုနယ်မြေစိုးမိုးမှုပြန်လည်ရယူနိုင်ရန်အတွက်စစ်ကြောင်းထိုးလာခြင်းဖြစ်ပါတယ်။ ။ SN အနေနဲ့ပြည်သူစစ်များကိုဖားကန့်အထိစစ်ကြောင်းထိုးနိုင်ပါကကြောက်စိမ့်တူပေါ်ကွင်ပေးမယ်လို့မလုံးပေးထားကြောင်းလည်းစုံစမ်းသိရှိရပါတယ်။စစ်ကောင်စီဘက်မှပြည်သူစစ်တွေအသေးများတဲ့ကြောက်စိမ့်လုတ်ကွက်တွေပေးမယ်ဆိုပြီးအတင်းထိုးတက်ခိုင်းနေတာလို့ဖားကန့်ဒေသခံတရင်အရင်မြက်ကဆိုပါတယ်။လက်ရှိမှာဗမော်မျိုးသိန်းတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ဖားကန့်လမ်းမှာလည်းတိုက်ပွဲဆက်ဖြစ်နေပါတယ်။နောက်ထပ်သိရှိရတဲ့သတင်းကတော့ ALP တပ်ဖွဲ့ဝင်များရာထူးတိုးပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ရခိုင်ဝါရဲလက်နက်ကင်အဖွဲ့တစ်ခုဖြစ်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်များကိုယာဒူးတိုးပေးတဲ့အခမ်းအနားကိုစစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေမျိုးက ALP ဌာနချုပ်မှပြုတ်လုခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါယာဒူးတိုးအခမ်းအနားကိုမေလ17ရက်နေ့ကပြုတ်လုခဲ့ခြင်းဖြစ်ပြီးပါတီဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းကဂုံပြုချီးမင်းခဲ့ကြောင်းမေလ21ရက်နေ့မှာ ALP ကထုတ်ပြန်လိုက်ပါတယ်။ပါတီပြန်လည်ထူထောင်သည့်နေ့မှာဒီယနေ့အထိပါတီနဲ့တက်မြတ်တော်တိုးတက်ရာတိုးတက်ကြောင်းအတွက် ကျိုးပန်းလာကြသောဗဟုကော်မတီများအရာရှိအရာခံအချက်တသားများကိုယာဒူးတာဝန်တိုးမြင့်ခန့်အပ်ကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်။ဒေါ်စောမြရာဇာလင်ဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာစစ်ကောင်စီနဲ့လက်တွဲနေတဲ့ရခိုင်ပြည်အတွင်းကလက်နက်ကင်အဖွဲ့တစ်ခုဖြစ်ပြီး NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ လက်ရှိမှာစစ်ကောင်စီခွင့်ပြုချက်နဲ့စစ်တွေမြို့စက်ယုံစုရက်ကွာအေးတာယာလမ်းမှာဌာနချုပ်ရုံးဆိုင်ထားပြီးဒေသခံများကိုအတင်းအဓမ္မစုဆောင်းကလူသစ်စုနေကြောင်းပြောဆိုကြပါတယ်။စစ်တွေမြို့မှာရှိတဲ့အရတားများကိုစစ်ကောင်စီနဲ့အတူဖမ်းဆီးခံရမှုမှာလည်း ALP ကပူးပေါင်းနေကြောင်းမြို့ခံများကဆိုပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ AA26 ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ရေးသားထားတဲ့တဘုံဖြူကပြစာအုပ်ထွက်ရှင် စာအုပ်ရောင်းရငွေရဲ့35ရာခိုင်နှုန်းကိုကိုလက်အင်ကပေးဆက်ထားရတဲ့တော်လန်ကြီးရဲဘော်ဒိုင်းကိုအချိုးကျမျှဝေကူမယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်မျိုးသားအဖွဲ့ချုပ် ULA ရဲ့ဒုတိယဥက္ကဋ္ဌလည်းဖြစ်အရခတ်တတော် AA ရဲ့ဒုတိယစစ်ဦးစီးချုပ်လည်းဖြစ်တဲ့ဒေါက်တာညိုထွန်းအောင်ရေးသားထားတဲ့တပုံဖြူအမည်ရှိကဗျာစာအုပ်ကထွက်ရှိလာပြီလို့သိရှိရပါတယ် အဲ့ဒီစာအုပ်ဟာယခုမေလအတွင်းထဲမှာထွက်ရှိလာတာဖြစ်ပြီးတော်လန်ရင်နေမြေတွေကနေတဆင့်ထိုင်းနိုင်ငံအပါအဝင်ပြည်ပနိုင်ငံတွေစီစတင်ဖြန့်ဖြူးရောင်းချနေပြီလို့နှိစက်သူတွေစီကနေသိရှိရပါတယ်။စာအုပ်တန်ဖိုးကိုမြန်မာငွေကျပ်9000တက်မှတ်ထားပြီးပြည်ပရောက်သူတွေဝယ်ယူနိုင်ဖို့အတွက်လဲတက်ဆိုင်ရာနိုင်ငံအလိုက်ဈေးနှုန်းတက်မှတ်ပေးထားတယ်လို့ဆိုပါတယ်။စာအုပ်ရောင်းရငွေရဲ့35ရာခိုင်နှုန်းကိုလည်းစစ်အာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲတွေအတွင်း ိုလက်အင်ကပိဆက်ဆွန့်လုထားခဲ့ရတဲ့တော်လိုင်းရဲဘော်တိုင်းကိုအချိုးကျမျှဝေကူညီမယ်လို့လည်းသိရှိရပါတယ်။ ULAA မှာတာဝန်ထမ်းဆောင်နေသူတယောက်ကဒီတပုံဖြူစာအုပ်ကနာမည်တော်တော်ကြီးနေတာပါ။ဒါပေမဲ့လှူဒန်းမယ်ဆိုတဲ့တရင်ကအခုသိရတော့ပိုပြီးဝမ်းသာတာပေါ့။ဒါပညာခွန်အားနဲ့ကူညီတဲ့စေတနာကရဲဘော်ရဲဘက်ရဲ့စိတ်နေစိတ်ထားကိုဂုဏ်ပြုမိပါတယ်လို့ဆိုပါတယ်။အခုကာလမှာဒီကပြာစာအုပ်ထွက်ရှိလာတဲ့အပေါ်ရခိုင်ကစာရေးဆရာကိုဝေဟင်အောင်ကလည်းဒေါက်တာညိုထွန်းအောင်ဆိုတာက တဖက်မှာစစ်သားတယောက်ဖြစ်တယ်လို့ငကိုကလေးကနေစာပေဝါသနာရှင်တယောက်ဖြစ်တယ်ပြီးရင်စာပေသမားတယောက်ဖြစ်တယ်သူရေးထားတဲ့ကြပြားတွေဟာအွန်လိုင်းမှာအများကြီးတွေ့ရတယ်အဲ့ဒီကြပြားတွေကတော်လန်ရေးကိုလည်းအများကြီးအထောက်ပံ့ဖြစ်တယ်လူငယ်တွေကိုလည်းစိတ်တက်ခွန်အားတွေဖြစ်စေတဲ့အတွက်ဒီစာအုပ်ထွက်လာတာဟာတော်လန်ရေးအတွက်လည်းအထောက်ပံ့ဖြစ်တယ်လို့လူငယ်တွေအတွက်လည်းအများကြီးစိတ်ခွန်အားဖြစ်စေလိမ့်မယ်လို့ယူဆမိပါတယ်လို့ပြောပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ် နောက်ထပ်တော်လိုင်းရေးတရိတ်တူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ